MSB ISF ကကျင်းပတဲ့ World Esports Championship ပေါ့နော်ဒါကျွန်တော်တို့တရက်နေ့မနေ့ပြန်သွားရမယ်အဒီမှာ Mobile Legend အသင်းကမလေးရှားမှာသွားပြီးတော့ရှင်ဝင်ရှင်ပြရမှာပေါ့နော်အခုကတော့ Mythic Sea ကဒီနိုင်ငံကိုစားပြုအနေနဲ့အာ qualify ထားပြီးတော့ Mythic Sea ကသွားရရှင်ပြမယ်ပြီးရင်ကျွန်တော်တို့နောက်17ဝင်းကျလောက်မှာ Sea Game လာဖို့ရှိတယ် Sea Game မှာတော့အခုကျွန်တော်တို့ Team Seneca ဟိုတလောက Repress Release လောက်ထားတာပေါ့နော်အဲဒီ Team Seneca Main ကလေးအသင်းယောက်ျားလေးအသင်းနောက်ပြီးတော့ FC Online အသင်းတွားရောက်ရှင်ပြန်မှုရှိမယ်ဒီနေ့မှာလည်းမင်းကလေးအသင်းလဲပါတယ်ဆိုတော့မင်းကလေးအသင်းနေရဲ့လက်ရည်ရာလည်းဒီနှစ်အစပိုင်းဒီမှာကျွန်တော်တွေ့ရမယ် EWC တွားပြိုင်နေဆိုရက် Derek Green တို့မင်းကလေးအသင်းတို့မြင်ဆိုရင်လည်းအာကဘာအစစ်မှာတတိယအထည်ကိုရှားခဲ့တာပေါ့နော်ဆိုတော့မင်းကလေးအသင်းတွေကလည်းအခုနောက်ပိုင်းတော်တော်တိုးတက်လာတယ်ဆိုတော့ဒီနှစ်စီးကိန်းမှာတော့ကျွန်တော်အများကြီးပြောလင့်ထားပါတယ်ရွှေငွေချေးဒဇူးစုတော့ဟောတေချာပေါက်ချိန်ပါပါ e-sport နဲ့ပတ်သက်ပြီးတော့ကျွန်တော်အနည်းဆုံး update ကတော့လက်ရှိမှာ IESF ကကျင်းပတဲ့ World e-sport Championship ပေါ့နော်ဒါကျွန်တော်တရက်နေ့မနေ့ပြန်သွားရတော့မယ်အာဒီမှာ Mobile Legend အသင်းကမလေးရှားမှာသွားပြီးတော့ရှင်ဝင်ရောက်ရှင်ပြရမှာပေါ့နော်အခုကတော့ Mythic C ကဒီနိုင်ငံကိုစားပြုအနေနဲ့ qualify ထားပြီးတော့ Mythic C ရတော့ရှိပြန်မယ်ပြီးရင်ကျွန်တော်တို့နောက်17ဝင်းကျလောက်မှာ C game လာဖို့ရှိတယ် C game မှာတော့အခုကျွန်တော်တို့ team center ကဟိုတလောက press release လုပ်ထားတာပေါ့နော်အဲဒီ team center ကမင်းကလေးအသင်းယောက်ျားလေးအသင်းနောက်ပြီးတော့ FC online အတင်းတောရောက်ရှင်ပြိုင်မှုရှိမယ်အာဒီနှစ်မှာတော့ team စနကအနေနဲ့ CK မှာတောရောက်ရှင်ပြိုင်ရတာ team falcon ပေါ့နော် team falcon ရောက်ကြလေးတဲ့ main ကလေးအတင်းရတောရောက်ရှင်ပြိုင်ရတယ်ပြီးတော့နောက်ကကစားနေအစ်စ်နေလဲဆိုရင်တော့ FC online ဒီဘောလုံးဂိမ်းပေါ့အဲ့ဒါရောက်ကြလေးတောရောက်တောရောက်ရှင်ပြိုင်ဟုတ်လက်ရှိအနည်းဆက်ဆုံးကတော့အဲ့ဒါဒီပွဲလေးတွေရှိတာပေါ့ဟုတ် ဒီစီးကင်းမတိုင်ခင်အရင်စီးကင်းရပါဘောနော်အရင်စီးကင်းတော့ team falcon ပဲဒီကုတိုင်ကိုစားပြည့်နေတဲ့တောင်းရှင်ပြန်ရတယ်အမှသူတို့ bronze medal ရအောင်သူတို့အဆောဆောင်နိုင်ခဲ့တယ်ဗောနော်ဆိုတော့ဒီနှစ်မှာလည်းကျွန်တော်တို့အများကြီးမျှော်မှန်းထားပါတယ်ဒီနှစ်မှာလည်း main glee အသင်းလည်းပါတယ်ဆိုတော့ main glee အသင်းနေရဲ့လက်ရည်ကလည်းဒီနှစ် အစပိုင်းဒီမှာကျွန်တော်တို့တွေ့ရမယ် EWC တွားပြိုင်နေဆိုရက် Terra Green တို့မင်္ဂလီအသင်းတို့မျိုးဆိုရင်လည်းအာကဘာအစစ်မှာတတိယအထည်ကိုရှားခဲ့တာပေါ့နော်ဆိုတော့မင်္ဂလီအသင်းတွေကလည်းအခုနောက်ပိုင်းတော်တော်တိုးတက်လာတယ်ဆိုတော့ဒီနှစ်စီးကိန်းမှာတော့ကျွန်တော်အများကြီးညွှန်လင်းထားပါတယ်ရွှေငွေချေးဒဇူးစုတော့အာဒေတာပေါက်ချိန်ပါပါဟုတ်ကျွန်တော်လက်ရှိ Falcon team နဲ့အခုကျွန်တော် team စန္ဒကာ team ဖြစ်သွားပြီဆိုတော့ကျွန်တော်ပူးပေါင်းပြီးလှုပ်ဆောင်ရတော့အဓိကကတော့ဒီ training တော်တော်များများတော့ကိုချင်မိုင်းကို ဒီလက်ရှိ Falcon အသင်းဘက်က coach ကိုပဲ national coach အဖြစ် coach အဖြစ်ထားပြီးတော့ training နေနဲ့တွားတယ်ပြီးတော့ကျွန်တော်တို့ဒီစီးကိန်းတွားပြိုင်တဲ့အခါကျရင်ဒီအားကစားကဏ္ဍဖြစ်တာအလျောက်ဒီ e-sport ကဏ္ဍမှာ mental တခုတည်းမဟုတ်ဘဲနဲ့ physical ကဏ္ဍတွေပါပါဝင်အောင်ဒီ gym ဆော့တဲ့ဟာတွေဒီမျက်စိစစ်တဲ့ဟာတွေဒီကျန်းမာရေးအခန်းကဏ္ဍဘက်ကလည်းတောင်းရှိပဲနေနေရမှာအာဒီ တရက်တရက် gamer ဆော့ပြီးတော့ dull မဖြစ်နေအောင်ဒီ physical activity နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်လှူရှာမှုခံခံတာတွေပါတယ် training တွေပေးတယ်နောက်ပြီးတော့ဒီဇနကအတွက်ဆိုပြီးကျွန်တော်တို့ camp တီးတန့်လဲအခု mini ground မှာလုပ်ထားရပေါ့နော်အာ training facility အပြည့်နဲ့ဒီအဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ကစားသမားတွေရဲ့ life style ကို promote လုပ်ဖို့ကျွန်တော်တို့ documentary series လေးတွေလည်းအခုရိုက်ခူးနေပါတယ်အဲဒီ social media ကနေပြီးတော့မကြိုက်ခင်ကျွန်တော်လွှင့်ပေးသွားမှာပေါ့နော် KBZ ပေးရဲ့ဒီ short drama series ထဲမှာလည်းကျွန်တော်တင်ပေးသွားဖို့ရှိပါတယ်ဒီ e-sport ကိုစလုပ်တာဆိုကြာခဲ့ပြီလေဒီ2019လောက်အချိန်တော့ e-sport ဆိုတာ ဒီနိုင်ငံမှာဗာမှန်းတော့မတည်သေးတဲ့အခြေအနေတခုပေါ့နော် game sorry လို့ပဲလူကြီးတွေအမြင်မှာလည်းတည်ထားကြတယ်ဒီ e-sport နဲ့ပတ်သက်တဲ့ sport တခုအနေနဲ့ဖြစ်တယ်ဆိုရက်အရာကိုဟိုလူတွေ recognize ပဲဖြစ်သေးတဲ့အချိန်အဲ့အချိန်တော့ရန်ယုံကန်ဒါပေမဲ့ဒီ၈နှစ်တာကာလလောက်အတွင်းမှာဒီအောင်မြင်မှုလေးတွေရတာမြင်လာတော့ကျွန်တော်အယံဝမ်းသာတယ်ပြောချင်တာကျွန်တော်တို့ sea game မှာဆိုလဲဒီပထမအချိန်ခြေတစိတ်ကိုစပြီးရခဲ့တယ်ဒါ sea game မှာ e-sport ပါဝင်တာဆိုရင်အာ2019မှာစပြီးပါဝင်တယ်2019အချိန်မြောက် စီဂိမ်းမှာ e-sport ပါဝင်တဲ့အချိန်မှာကျွန်တော်တို့ခြေစိတ်ဆူရအောင်ယူနိုင်ခဲ့တယ်အဲ့လိုပဲအဲ့နှစ်မှာပဲဒီ2023ပေါ့နော်2023မှာပဲနောက်ထပ်ဒီငွေတိစိတ်ဆူကိုလည်းကမ္ဘာအဆင့် International e-sport federation ကျင်းပတဲ့ World e-sport championship မှာငွေတိစိတ်ဆူကိုတော်တော်ဒူး title နဲ့ကျွန်တော်ရအောင်ယူခဲ့တယ်အဲပြီးတော့အဲ့နောက်ပိုင်းအခုဒီနှစ်ထဲမှာတော့အအောင်မြင်ဆုံးလို့ပြောလို့ရတဲ့ achievement ကတော့ YG အဒီကမ္ဘာအဆင့်ကမ္ဘာဖလားကို PUBG M title နဲ့ရအောင်ယူနိုင်ခဲ့တယ်ပေါ့နော်ဒါဆိုရင်ဒါ sports history မှာ ပြောမယ်ဆိုအကြီးမားဆုံးအောင်မြင်မှုလို့ပြောလို့ရတယ်ဒီရန်မြန်မာ sports history မှာပေါ့ဘာလို့လဲဆိုတော့အားစားဒီထဲမှာကျွန်တော်တို့ကဘာ champion စုကိုရနိုင်နေဆိုတော့ရခဲ့တယ်ဆိုတော့ sports ကဒါပထမဆုံးချိန် e-sports ကနေပြီးရခဲ့တယ်ဆိုတော့ကျွန်တော်အင်မတန်မှဝမ်းသာပါတယ်ကျွန်တော်တို့အဖွဲ့ချုပ်အနေနဲ့ကတော့ဒီနိုင်ငံတနိုင်ငံရဲ့အဲ့လို e-sport အခန်းကဏ္ဍ industry တခုဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်ဒီအရေးကြီးဆုံးကတော့ ecosystem ပေါ့နော် ecosystem ဆိုတော့အခုလက်ရှိမှာဆိုရင်ကစားသမား professional ကစားသမားတွေပေါပေါက်လာတဲ့အများကြီးပဲဒီတော့ရှင်ပြိုင်နဲ့ achievement တွေရတယ်ဒါပေမဲ့အာတချို့ ချိန်မှာဒီကစားသမားတွေနေရာကိုစက်ခံဖို့အတွက်မျိုးဆက်တဲ့အားကစားသမားတွေပေါ်လာဖို့အရေးကြီးတယ်။ဆိုတော့ဒီလိုမျိုးမျိုးဆက်တဲ့အားကစားသမားတွေပေါ်လာဖို့ဆိုတာကဒီတက်ကတူတွေနောက်ပြီးတော့ grassroot level အနေနဲ့ community tournament လေးတွေများများပူရှိဖို့လိုတယ်။အဲ့ဒါကြမ်းမှလည်းခုနကလိုစိတ်ဝင်စားရတဲ့ဆိုတော့လူငယ်တွေကလေးတွေအကုန်လုံးကသူတို့အတွက်လမ်းကြောင်းတစ်ခုကို သူတို့မြင်ပါအဲ့တော့မှအခုဆိုရင်ကျွန်တော်နီးစုံပြောမယ်ဆို Adam ဘက်ကနေပြီးတော့ဒီ weekend battle ဆိုပြီးတော့လုပ်နေတာလေးတွေရှိတယ်ဒါဆိုရင်အပတ်စဉ်အပတ်စဉ်ဒါဒီ mobile legend ကိုဝါသနာပါတယ်ဆိုရက်ကလေးတွေနေနဲ့အသင်းလေးဖွဲ့ပြီးတော့သူတို့ရှင်ပြိုင်လို့ရတယ်အဲဒီကနေမှတဆင့် weekend battle ကနေတက်သွားပြီးဆိုရင်ဒါ LOC ပေါ့နော် League of Champions ဆိုပြီးလာတယ်ဒီ League of Champions ကနေပြီးတော့နိုင်ွားတယ်ဆိုရက်ကစားသမားတော်တော်များများဆိုရင်ဒါလွန်ခဲ့တဲ့တစ်နှစ်ခွဲလောက် အတိုင်းတာဝင်ချင်ပါတယ်ဒီ LOC ကနိုင်ထားတဲ့ကစားသမားတော်တော်များများအောင်အသင်းကြီးတွေက hand pick သွားကြတာများတယ်ဆိုတော့တို့ရဲ့ဒီ career pathway ကအာ grassroot level ဒါအခြေခံနေဆိုရင်ကျွန်တော်တို့က professional ဖြစ်ဖို့အတွက်အသင်းကြီးတွေအပေါ်မှာစောင့်နေဆိုတော့ဒီလမ်းကြောင်းကနေတက်လာမယ်ဆိုကလေးတွေအတွက်ကအခွင့်အလမ်းတွေအများကြီးပဲပိုကောင်းတာအခုနောက်ပိုင်းမှာဆိုရင်ဒီ e-sport tournament တွေကအများကြီးပေါ်လာပြီကမ္ဘာတစ်ဝှမ်းမှာဆိုလဲ e-sport tournament တွေအာဒါ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကနေရှင်အများကြီးတူနေခြင်းနဲ့ပေါ်လာပြီပေါ့နော်။အဲဆိုအခုဆိုရင်ဒီကမ္ဘာဖလားလိုပဲ e-sport ဘောလုံးကမ္ဘာဖလားလိုပဲ e-sport world cup ဆိုပြီးတော့ကျွန်တော်စပေါ်လာတယ်။စပေါ်လာတဲ့ဒုတိယနှစ်မှာလည်းကျွန်တော်ကမ္ဘာဖလားရခဲ့တယ်။ဒါဒီဒါအင်မတမခွန်ယူပေးကောင်းတဲ့ achievement အဲ့လိုပဲဒီ EWC Foundation ကနေပြီးတော့နောက်ထပ် e-sport world cup လို့ပဲသူတို့ e-sport nation cup ဆိုပြီးတော့2026မှာထပ်လုပ်သွားဖို့ရှိတယ်။အဲဒါဒီပြောရမယ်ဆို nation wide ဆက်ရပြန်ရတယ်ဆိုတော့ပြိုင်ပွဲဖြစ်သွားမှာပေါ့နော်။ဒီ e-sport world cup ကကြတော့တော့ပြိုင်နေဆိုတဲ့အသင်းတွေက သူတို့ရဲ့ဒီ commercial tag name ကိုသုံးရတယ်သဘောဒီဒီ YG ဆို YG Mythic C ဆို Mythic C Falcon ဆို Falcon အဲ့လိုမျိုးအသင်းနာမည်နဲ့တွားအောင်ရှင်းပြရတာပေါ့ eSport Nation Cup လိုမျိုးကြတော့ဒီမြန်မာနိုင်ငံကိုစားပြုအသင်းအင်္ဂလန်ကိုစားပြုအသင်း like ဘောလုံးမှာ꽈သလိုပဲပေါ့နော်ဘောလုံးမှာဒီအင်္ဂလန်အနေနဲ့သွားပြိုင်တာလားဒါမှမဟုတ်ဟို Man U လိုအသင်းမျိုးအနေနဲ့ပြိုင်တာလားဒီလိုမျိုး꽈သလိုပဲ အာဒီ e-sport မှာလည်းအခုအဲ့လိုမျိုးပွဲတွေအများကြီးပေါ်ပေါက်လာပြီဆိုတော့အာအလုတ်ကိုင်အခွင့်အလန်းတွေဒီကစားသမားအနေနဲ့ရက်တီဖို့အတွက်ကိုရှင်နေနဲ့ရက်တီဖို့အတွက်အသင်းအဲ့လို competitive စိတ်မှာရက်တီဖို့အတွက်အခွင့်အလန်းတွေကတော့အများကြီးပေါ်ပေါက်လာတာပေါ့ဒီလို competitive စိတ်မှာအာရက်တီဖို့အများကြီးပေါ်ပေါက်လာတဲ့အလျောက်ဒီပြောရမယ်ဆိုရင် ပွဲတွေများများပေါ်ပေါက်လာတော့အသင်းတွေများများပေါ်ပေါက်လာတယ်အသင်းတွေများများပေါ်ပေါက်လာတော့အဲအသင်းတွေများများရှင်းပြမှုအတွက်ဒီပွဲတွေကို organize လုပ်ပြီးတဲ့ organizer တွေများများပေါ်ပေါက်လာတယ် organizer တွေများများပေါ်ပေါက်လာတဲ့ means ဒီလိုမျိုး e-sport industry မှာ company တွေများများပေါ်ပေါက်လာတာဖြစ်တဲ့အတွက်ဒီမှာအလုပ်ကိုင်အခွင့်အလမ်းအနေနဲ့ဒီ e-sport industry မှာရပ်တည်နိုင်မှုအတွက်အခွင့်အလမ်းတွေပို့ပို့ပြီးတော့ပေါ်ပေါက်လာတယ်ဒါကစားသမားအနေနဲ့မှမဟုတ်ဘူးကျွန်တော်ပြောချင်တာ content creator လုပ်မှလားဒီ visual ဘိုင်းတွေ အာကူဖြစ်တဲ့ visual တွေ e-sport မှာပေါ်ထွေးဖို့အတွက်ဆွဲတဲ့လူလောက်မှာလား video edit လောက်မှာလားအများကြီးပဲဆိုတော့ e-sport industry grow ဖြစ်လာတယ်ဆိုတာကတော့လူငယ်တွေအတွက်လောက်ကန်ခွင့်လမ်းတွေအများကြီးပို့ပြီးတော့တိုးပွားလာတဲ့ directly အာချိုးကြတယ်ပေါ့နော်ဟုတ်မြန်မာ star pass